ရမှာပါလေဖုရားဖုရားစာရွတ်နေပြီဆိုလို့ရှိရင်ကတော့ဖုရားစာရဲ့အဓိပ္ပာယ်ကိုသိရှိပြီးတော့အဓိပ္ပာယ်ကိုနားလည်ပြီးတော့ရွတ်မယ်ဆိုရင်ပို့ပြီးတော့တန်ဖို့ရှိတယ်အဲ့ဒါလို့မသိဘူးဖုရားစာအနေနဲ့ကုသိုလ်တဲ့အနေနဲ့ရွတ်တယ်ဆိုရင်လည်းအကျိုးမရှိဘူးတော့မဟုတ်ဘူးအကျိုးရှိတယ်ဆိုလိုတာအဓိပ္ပာယ်ကိုနားလည်ပြီးတော့ရွတ်ရင်တော့ပို့အကျိုးရှိတယ်ပို့အကျိုးရှိတယ်ဥပမာမယ် ပြိပြိတရားတော်ထဲမှာမေတ္တာတုပ်ပါပါတယ်။ပါတာယထာနိယံဗုဒ္ဓပါယုတဧကဗုဒ္ဓမနုရခေဧဝံပိသဗ္ဗပုတေသူမာနတံဘာဝိယအပရိမဏမိခင်ဟာတူဒီသောမိမိရဲ့ရင်သွေးသားငယ်အတွက်ရင်သွေးအတွက်အသက်ပေးပြီးတော့ဆောင်းလျှောက်တယ်လို့သရဝရီအလုံးပေါ်မှာမိခင်မေတ္တာမျိုးထားနိုင်အောင်ကြိုးစားပါလို့သူတို့ဆိုတယ်။အဲတော့အဲ့ဒီအိဗယ်လေးကိုနားလည်ပြီးတော့ရွတ်မယ်ဆိုလို့ရှိရင် อดีตไดไรน่ะ